။လောကီလမ်းကြောင်းရှောက်နေတဲ့ပုံကိုယ်တွေကဘာဖြစ်လို့ညာတင်ကုတ်ကိုအသေးအံလိုချင်နေကြရလဲ။ညာတင်ကုတ်ကိုဘလို့ပုံကိုယ်တွေကဘလို့ရည်ရွယ်ချက်တွေနဲ့စီရင်ခဲ့ကြရလဲ။ဖျားမဟုတ်ညာတင်ကုတ်ကိုင်ကြီးလက်တဆုပ်ပညာကဲတခမ်းမြုပ်လှုပ်ကြီးဂလုတ်ဂလုတ်တိတူဖို့စာမတိတူကြောသွား စားတဲ့တပောင်လေးနဲ့နာမည်ကျော်ကြားလူသိများတဲ့ညာတင်ကုတ်အကြောင်းလေးဖြစ်ပါတယ်။ဘုရားမဟုတ်ညာတင်ကုတ်ဆိုတဲ့အတိုင်းပဲညာတင်ကုတ်ရဲ့ပုံမှန်တံတန်ကဘုရားစင်းနူတော်နဲ့တော်တော်လေးကိုဆင်တူပါတယ်ဗျ။ရုပ်တရက်မသိရဲ့လူသူလူကိုလို့ဆိုလို့ရှိရင်ဒါဘုရားထင်ပြီးတော့ပဲဥကုံချမိပါမှာသိကြပါတယ်ဗျ။ညာတင်ကုတ်ရဲ့တမိုင်းကိုကျွန်တော်တို့ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ညာတင်ကုတ်တွေကမနေ့တနေ့မှပေါ်လာခဲ့တာမဟုတ်ဘူးဗျ။တကယ်ခင်မတိုင်ခင်ခေနောင်းပိုင်းတွေကရှိနေခဲ့တဲ့ကမရအစီရင်တွေဖြစ်ပါတယ်ခင်ဗျ။တချို့သောတမိုင်းတွေကိုကြည့်ပြန်တော့လေအနော်ထာမင်းတရားကြီးရဲ့လက်ထက်မှာဂျုံကြီးကိုးွယ်သူလူမျိုးစုတစုကသူတို့ကိုးွယ်ကြတဲ့စင်းနူတော်လေးတွေဖြစ်တယ်လို့လည်းပြောကြတယ်ဗျ။ဘလို့ပဲဖြစ်နေပါစေညာ န်တင်ကုတ်ဆိုတာတော့ဖျားမဟုတ်တာတော့သိကြတယ်ဗျ။ဒီเจ้าတွေကိုပြောမယ်ဆိုလို့ရှိရင်လည်းရာဇဝင်တွေများသလိုတက်တိနားလေတဲ့ဆရာတွေရဲ့အာဘော်တွေကလည်းအများများပါပဲ။တချောင်းတို့တခါတာတရွာတပုတ်ဆန်းဆိုသလိုပဲကျွန်တော်လည်းရှာတွေ့သမျှတွေထဲမှာအတိအကျအခိုင်အမာဆုံးဖြစ်မယ်ဆိုတဲ့အချက်လက်လေးတွေကိုစုဆောင်းပြီးတော့တင်ဆက်ပေးလိုက်ပါခင်ဗျာ။ညာတင်ကုတ်ကိုတော့လောကီပညာရဲ့ဘိုင်းကိုလိုက်စားနေတဲ့ဆရာတွေကစီရင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။သူကဂမ်ဘီယာပစ္စည်းတစ်ခုထက်ကိုမပိုပါဘူးဗျ။အဓိကတော့သူကအကဲရဲ့လမ်းကြောင်းကိုလိုက်နေတဲ့ဆရာလေးနဲ့ပုံပြီးတက်ဆိုင်တယ်လို့ပြောတယ်ဗျ။အတူတွေလည်းပေါ်သလိုမျိုးမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဈေးကြီးပေးပြီးတော့ဝယ်နေကြတာကျွန်တော်နေနေရ သူ့ရဲ့အစွမ်းဟာတကယ်လို့ညာတင်ကိုအစ်စ်တာဆိုလို့ရှင်လိုတားရတယ်လို့တော့မှပြောကြတယ်ဗျ။အချို့ကလည်းဗာပြီးတယ်ညာပြီးရဲ့ဆိုပြောကြတယ်လို့လည်းရှိပါတယ်။ဒီမှာပြမှာတော့ညာတင်ကုန်းနဲ့ပတ်သက်ပြီးတော့သမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှင်တချို့က73ခုရှိတယ်လို့လည်းပြောကြတယ်။တချို့ကလည်း12ခု၊တချို့ကလည်း9ခု6ခုလောက်ပဲရှိတယ်လို့ပြောကြတယ်။တကယ်သမိုင်းနဲ့ပတ်သက်ပြီးတော့တိတိကျကျလိုက်ပြီးတော့လေးလာလိုက်စားထားတဲ့ပုံကိုယ်တွေပြောတာကြတော့ မြမပြည်တပြည်လုံးမှာမှာညာတင်ကုန်းကနှစ်ခုပဲရှိတယ်လို့ပြောတယ်။ဒါတော့မှတစ်ခုကနေတယ်နေမှာရှိတဲ့ဘုရားတဆူမှာထာဝရနိုင်ပြီလို့လည်းကျွန်တော်တို့သိရပါတယ်ဗျာ။ကျွန်တော်ကိုယ်တိုင်လည်းညာတင်ကုန်းပေါင်းများစွာကိုတွေ့ရှိခဲ့ပူပါတယ်။ဘုရားအစ်စ်လည်းအတူလဲတော့ကျွန်တော်တစ်ခါမှတော့မဆန်းဘူးပါဘူး။ကျွန်တော်ကိုယ်တိုင်ကိုကြမကြသေးခင်ကမှကင်ခဲ့ဘူးတဲ့ညာတင်ကုန်းလေးတစ်ခုကိုလည်းဒီဗီဒီယိုလေးရဲ့အဆုံးမှာကျွန်တော်ဘုဒ္ဓရာဖြစ်နေထည့်ပေးထားပါသေးတယ်။သူ့ရဲ့အချိုးအစားအရဆိုလို့ရှင်၄.၆စင်တီမီတာလောက်ပဲရှိပါတယ်။ညာတင်ကုန်းရုပ်ထုတွေကိုကျွန်တော်တို့ကဘုရားအမတ်နဲ့ဘုရားကျောင်းဆောင်တွေမှာတင်ပြီးတော့ဘိုင်းရန်စီမီးတွေနဲ့ကျွန်တော်တို့ကပူဇော်လိုက်မယ်ဆိုလို့ရှင်ညာတင်ကုန်းရုပ်ထုတွေကမျက်နှာလွဲသွားတာတို့အနောက်ကိုစောင်းသွားတာတို့ ဖြစ်သွားတတ်ပါတယ်ဒါကတော့လောကီပညာရကြည့်မယ်ဆိုရင်တော့ဒူးစန်းတဲ့အကြောင်းအရာတခုလို့ဖြစ်ပါတယ်သို့တော်ညာလဲကျွန်တော်တိတ်ပန်နေရတော့လကောင်းဓာတ်သဘောရတော့လကောင်းကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့တိတ်ပြီးထူးစန်းတဲ့ကိစ္စတော့မဟုတ်ဘူးဗျဘာလို့လဲဆိုတော့ဖျားဆင်းလို့တော့ရှိမှာပူဇော်ထားတယ်ဖျောင်းနိုင်ပြီးအချိန်နဲ့ညာတယ်ကုတ်ကိုပြုတ်လုထားတယ်ပဓာနဲ့ကမတည့်ဘူးဗျဆိုတော့ပဓာနဲ့မင်းနဲ့တွေ့တဲ့အခါမှာဓာတ်သဘောအရာကျွန်တော်ကတန်လိုက်အဖို့ဖို့ချင်းတွန်းတလိုမျိုးတွန်းငန်သွားတဲ့သဘောဖြစ်ပါတယ် ညာတင်ကုန်းရုပ်ထုအများစုကဗရရှင်တွေဗရရီနဲ့ပြစ်လုပ်ထားတဲ့ပြည်ကြောင်သူကဗရာရဲ့အစွမ်းနဲ့စွမ်းနေရမျိုးလည်းရှိရပြ။ညာတင်ကုန်းတွေမှာဗရာရီအလိုက်ဆိုပြီးတော့သူကအဖြူနဲ့အနေနဲ့လည်းကွဲပါသေးတယ်ဗျ။ရွှေနဲ့ဗရာနဲ့ရောပြီးတော့အဲ့ဒီရုပ်ကိုစီရင်ထားတယ်ဆိုလို့ရှိရင်အရုပ်ရဲ့အယောင်ကအဖြူယောင်ထွက်ပါတယ်။တကယ်လို့ငွေနဲ့ဗရာနဲ့ရောပြီးတော့စီရင်ထားမယ်ဆိုလို့ရှိရင်အရုပ်ရဲ့အယောင်ကအနေယောင်ထွက်မှာဖြစ်ပါတယ်။တချို့တချို့တော့ဗရာခဲနေတဲ့ရုပ်ထုတော်တော်များများမှာလည်းပလင်ရဲ့အောက်ခြေမှာဗရာ၅ချက်သားလောက်ထည့်လို့ရတယ်။တပိတ်ချမ်းတွေကိုမြင်ရတတ်ပါတယ်ဗျ။ညာတင်ကုန်းတွေရဲ့ထူကြချက်တွေကတချို့အချက်တွေကတော့ပလင်ရဲ့အောက်မှာလက်ဘူရာပါတာမျိုး ိုးတွေညာတင်ကိုရုပ်ထုတွေရဲ့ကြောပန်မှာအင်းချက်တွေပါတာမျိုးတွေရင်မှတ်မှာအင်းချက်တွေပါတာမျိုးတွေတချို့သောစာနာဘဝအင်းတွေကတ်ထားတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နောက်ထပ်ထူးခြားမှုတွေကတော့ညာတင်ကိုကျွန်တော်တို့ကဖိုထိုးတဲ့ပုံစံမျိုးနဲ့လုပ်ပြီးတော့လုံထဲမှာထည့်လိုက်မယ်ဆိုလို့ရှိရင်သူက၃ချိန်၃ငါတိတိကြိုက်တဲ့လုံထဲမှာပြန်ထည့်ပေါ့ပထမမူလလုတ်ထားတဲ့ပုံတိုင်းပဲအံဝင်ခွင့်ကြပြန်ပြီးတော့ပေါ်တတ်ပါလေလေဗျတကယ်လို့၃ချိန်၃ငါကျော်သွားတဲ့ကျွန်တော်ဒီညာတင်ကိုကပြတ်သွားတတ်ပါလေဗျနောက်ထပ်သူ့ကိုစမ်းလို့ရတဲ့နေ့ကတော့ဆက်နိုးထားတဲ့ကားရဲ့ dashboard ပေါ်မှာတင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကားကရုတ်တရက်ဆက်ရက်သွားတတ်ပါတယ် စက်လုံးဝပြန်ပြီးတော့နှိုးလို့မရတော့ပါဘူး။နောက်တစ်မျိုးဆန်းလို့ရတာတော့ဗရား90သားလောက်ထည့်ထားတဲ့စတီးချိုင်ထဲမှာညာတင်ကုတ်ရုပ်ကိုကျွန်တော်ထည့်ကြည့်လိုက်မှာပေါ့။အဲ့လိုထည့်လိုက်တဲ့အချိန်မှာညာတင်ကုတ်ရုပ်ကငငယ်လေးနေတော့သိပြဿနာတော့မရှိဘူး။တော်တိမတို့ကရိုင်သွားတာလဲသွားတာလဲသွားတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကပြောရမှာတခုရှိ။အဲ့ဒါဘာလဲဆိုတော့မင်းုံကရောင်းဝယ်မရှိတာသိကြတယ်ဆိုလို့ရှိရင်ထူးခြားမှုပြပေးပါလို့ပြောလို့ရပါတယ်။အဲ့လိုပြောလိုက်လို့များညာတင်ကုတ်ရုပ်ကဗရားတွေကိုများတက်တဲ့ကြီးနေဝင်သွားတယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့လုံးဝရောင်းဝယ်မရှိဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နဲ့ပဲထိုက်တယ်ပေါ့နော်။ဒီသဘောဖြစ်ပါတယ်ဗျာ။ နောက်တစ်မျိုးဆန်းလို့ရတဲ့နေရာတော့ညာတိန်ကိုရဲ့ဥကောင်းတက်တဲ့ကိုကျွန်တော်တိန်ဝင်အက်နဲ့ထိုးကြည့်လို့ရတယ်။တကယ်လို့ညာတိန်ကိုအစစ်တာမှန်တယ်ဆိုလို့ရှိရင်အဲတိန်ဝင်အက်ကဘလို့မှထိုးလို့မရဘူး။ဆိုတော့ကျွန်တော်ပထမပြောသလိုပဲတန်လိုက်အဖို့ဖို့ချင်းထိုးသလိုပဲသူက against ဖြစ်နေပါလိမ့်မယ်။လုံးဝညာတိန်ကိုရဲ့ဥကောင်းစီကိုအက်ကလုံးဝမရောက်စေရပါဘူး။တကယ်လို့ရောက်သွားပြီးထိသွားတယ်ဆိုလို့ရှိရင်တော့ညာတိန်ကိုအစစ်မဟုတ်ပါဘူး။ဗရားမှာဆိုလို့ရှိရင်ဗရားအဖြူတည်တတ်စားလို့ရှိရင်ဗရားအနီတေကပို့ပြီးတော့စွန့်တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းဗရားအဖြူကိုတော့တော်တော်လေးကိုတွေ့ရခဲ့ပါတယ်။တကယ်လို့ဗရားအဖြူတည်နေများလှုပ်ထားတဲ့ညာတိန်ကိုကိုတွေ့ရမယ်ဆိုရင်အဲ့ဒီညာတိန်ကိုကျွန်တော်က ညာတင်ကုတ်အဖြူလို့လည်းသုံးလို့ညာလည်းရှိပါတယ်။လောကီလမ်းကြောင်းရှောင်းတဲ့လူတယောက်မဟုတ်ဘဲနဲ့ကန်ကောင်းထောက်မလို့များကိုစီကိုညာတင်ကုတ်အယုတ်များရောက်လာခဲ့တယ်ဆိုလို့ရှိရင်သူကသုံးရင်သုံးတတ်တယ်လို့အစွမ်းရှိပါတယ်။ညာတော့အဖြစ်လူခေါ်တဲ့နေရာမှာလည်းသူကသုံးလို့ရတယ်။ဥပမာအဖြစ်ကျွန်တော်အဲ့ဒီရုပ်ကိုကင်ထားပြီးတော့မှမောင်ဖြူရေမင်းငါးစီကိုတော့အမြန်ဆုံးနီးနဲ့မင်းမရောက်ရအောင်ပြန်လာခဲ့ကွာဆိုကျွန်တော်ပြောလိုက်မယ်ဆိုရင်အဲ့ဒီမောင်ဖြူကကျွန်တော်ဒီနေ့ဒီရက်အဲ့ဒီအယုတ်ကိုကျွန်တော်အမိန်ပေးတယ်လို့မျိုးနောက်နေ့မှာမောင်ဖြူကကျွန်တော်စီကိုတေချာပေါ်ပြန်ရောက်လာတတ်ပါပြီ။ ဆိုတော့ तू ကလိုရာဖြည့်ပေးတတ်တဲ့သဘောပေါ့ဗျာနော်။တမန်လူဆိုပေမဲ့လည်း तू ကတော့တီလာတမာရီနဲ့တော့နည်းနည်းပြည့်စုံမှုတော့လိုတာပေါ့ဗျာ။ညာတင်ကိုအစ်စ်တွေမှာပါတတ်တဲ့လက္ခဏာတွေကတော့မှုကိုကျက်ပါတာတို့တချို့ကလည်းအင်းပါတာမပါတာနဲ့တမတ်ချတယ်။တချို့ကလည်းညာတင်ကိုတွေရဲ့ဖင်မှာလက်ပူရပါတာမပါတာနဲ့တမတ်ချပါကျုပ်ကြပြန်တော့လေကျွန်တော်ရှေ့မှာပြောခဲ့သလိုညာတင်ကုတ်ကိုအရေးဖြော်လိုက်တယ်လောင်းချလိုက်တယ်တော့အေးခဲသွားသည့်တိုင်အောင်ဒီပရားတွေက မူလပုံစံတိုင်းပြန်ပြီးတော့ပေါ်တတ်တာမျိုးပေါ့အဲ့လိုမူလပုံစံတိုင်းပြန်ပြီးတော့မပေါ်ဘူးဆိုလို့ရှင်တော့ဒါကမှားနေပါဒီပစ္စည်းတွေကတော့တိတ်ထိဝင်ပစ္စည်းဖြစ်တဲ့အတိုင်းပဲသာသနာကိစ္စတွေဘာသာရေးကိစ္စတွေမှာအသုံးပြုမယ်ဆိုရင်တော့ပို့ပြီးတော့အစွမ်းထံမှာဖြစ်ပါတယ်အဓိကလည်းဒီလိုပုံပေါ်ရစီရင်ခဲ့တာဒီအတွက်ကိုရည်ရွယ်ခဲ့တာလည်းအများကြီးပါတယ်တမ်မန်လူတွေဖို့ကတော့ပီယာတိတ်ထိကိုဒနာတိတ်ထိကိုမှတော်တော်လေးစွမ်းပါတယ်လောကီလမ်းကြောင်းရှောက်နေတဲ့သူတွေအဖို့အတွက်ကတော့ပြောမပြတတ်လောက်အောင်ပါ တို့တော့ဝင်တုံတက်တယ်လို့ပေါ့တကယ်လို့ကိုကညာတင်ကိုအစ်စ်ကိုများရခဲ့တယ်ဆိုရင်အဲ့ဒီအစ်စ်ကိုကိုကလောဘစိတ်နဲ့များရောင်းဝယ်လုပ်ခဲ့တယ်ဆိုလို့ရှိရင်ဒီလိုရောင်းလိုက်တဲ့လူရဲ့မိသားစုမှာခိုက်တက်တာမျိုးတွေမိသားစုလိုက်ဒုက္ခရောက်တာမျိုးတွေကြုံရတတ်ပါတယ်ပြောရရင် तू ကတုံတက်ရင်စေးမတုံတက်ရင်ဘေးဆိုတဲ့နေရာမှာလည်းပါပါတယ်ဗျဂမ်ဘီယာပစ္စည်းဆိုတိုင်းကျွန်တော်တို့ကတမန်ကရှန်ကဝက်မှန်ဆွဲလိုမျိုးတော့ကျွန်တော်တို့ကသွားပြီးတော့ရောင်းဝယ်လို့ရမနေပါဘူးဗျအတူအစ်စ်ခွဲခြားလို့မရတဲ့ပစ္စည်းတွေတောင်မှ तू ကအနေအဆုံးစေးမြန်မာငွေ3000ကလောက် ောက်ပါတယ်အယောင်းဝယ်လုံးမယ်ဆိုလို့ရဥမာကျွန်တော်ကတယောက်ကိုရောင်းမယ်ပေါ့ကိုရောင်းမယ်လို့ကမမြင်ရသေးတော့ညာလဲဝယ်သူရဲ့ပုံမှန်တန်တဲ့မျက်နှာကိုကိုအိမ်မက်လာပေးတတ်တယ်ဗျနောက်နေ့လာဝယ်လူကြီးလိုက်ရင်လည်း ဲ့လူကကိုယ့်အိမ်မက်ထက်လူနဲ့ချုပ်ဆိုဖြစ်နေတဲ့တာမျိုးလဲကြုံရတတ်ပါတယ်။အဲ့လိုဆိုရင်တော့ဒါလူမှန်နေပေါ့သူ့ရောကိုရောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့လိုမျိုးဟုတ်မတည်ဘူးဆိုရင်တော့နည်းနည်းသတိထားပါလိမ့်မယ်။ပြီးတော့ तू ကနောက်ထပ်ဆေးထိုးတာတခုရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဂံမြက်ပစ္စည်းတွေကြတော့စမ်းပြီးတော့မှရောင်းရတာလေ။အဲ့ဒါဝယ်သူဝယ်လက်လာလို့ရှိရင် तू ကအစွမ်းသိမ့်မပြတ်တဲ့တဲ့မှာလဲပါတယ်ဗျ။တကယ်တော့တက်တည်နားလဲတဲ့လူသားဆိုလို့ရှိရင်တော့တန်ဖိုးရှိတယ်မရှိဘူး तू ဘာသူစုံဖြတ်ထားပါလိမ့်မယ်။တချို့ကျွမ်းကျင်တဲ့သူတွေစမ်းတာကြတော့ဒီမီးနဲ့ညာတင်ကုတ်ရုပ်ရဲ့ပခုံးနားမှာဝဲကြည့်တာပေါ့နော်။အဲ့တော့မီးနဲ့ဝိုင်းကြည့်လို့ရှိရင် तू ကတက်တန့်ပုံစံမျိုးပေါ်တယ်လို့လည်းပြောကြတယ် ဒီနေရာမှာညာတင်ကုတ်ရဲ့တင်ငန်းယုံမှုယုံနည်းလေးကိုကျွန်တော်နည်းနည်းပြောပြပါအောင်မယ်။မြတ်စွာဘုရားကတော့တင်ငန်းကိုဘယ်ဘက်မှာယုံပါလဲ။ညာတင်ကုတ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တင်ငန်းကိုညာဘက်မှာယုံထားတာကိုကျွန်တော်မိတ်ဆွေတွေမြင်ရမှာဖြစ်ပါ။ဧကတိဖြစ်တဲ့တင်ငန်းကိုလက်ဝဲပခုံးမှာတင်ရတော့လကောက်။တင်းမှန်ဖြစ်တဲ့တင်ငန်းကိုခါးထပ်ပိုင်းမှာတော့လကောက်။ဇုကုတ်တင်ငန်းကိုပခုံးထပ်နိုင်တော့လကောက်။ဒါကတော့ဘုရားယဟန်နာပြည့်စေကဗုဒ္ဓအစာပြုလို့တန်ဃာတော်တွေအားလုံးကဝင်းနေတဲ့မှာဒီနေ့တိုင်းပဲသွားကြတာဖြစ်ပါလေဗျ။ညာတင်ကုတ်လို့တော့ဘယ်သူမှညာဘက်မှာယုံထားတာမရှိပါဘူး။ ညာတင်ကုတ်တွေရဲ့တပောင်အတိုင်းပဲသူကဖျားမဟုတ်ညာတင်ကုတ်ဆိုတဲ့အတိုင်းပဲကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်နောက်တစ်ချက်ကသူကကိုင်ကြီးလက်တဆုပ်ဆိုတဲ့အတိုင်းပဲတကယ်ကိုလက်တဆုပ်သာပဲရှိပါတယ်တကယ်လို့များလက်တဆုပ်ထက်များပိုနေခဲ့ဆိုလို့ရှိရင်သူကဆေးဖျားဆေးညာတင်ကုတ်သူတို့မဟုတ်လို့ရှိရင်အစီရင်ဖျားပဲဖြစ်ပါလိမ့်မယ်ဒီနေရာမှာညာတင်ကုတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ဝင်စားဆုံးအပိုင်းအောင်ရောက်လာပါပြီအဲ့ဒါကတော့ဘာလဲဆိုတော့ညာတင်ကုတ်တွေကိုပြုလုပ်ခဲ့တဲ့ပုံကိုယ်တွေကလောကီပညာဆရာတွေဖြစ်သလိုမျိုးဝိဇာလမ်းကြောင်းအောင်သွားနေတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ကျွန်တော်တို့လူတွေကတစ်ခုခုကိုမှတ်ထားမယ်ဆိုလို့ရှိရင်နှုတ်ဆောင်မှာခြာရေးတာဖြစ်ဖုန်းထဲမှာစက်ခရင်ရှော့ရိုက်လိုက်တာဖြစ်ဖြစ်ကျွန်တော်မှတ်ထားတဲ့ ဆိုတော့ကျွန်တော်ပြန်ရှာရတာလွယ်ကူလို့ဖြစ်ပါတယ်ဒီလိုပါပဲဒီဆရာတွေကလည်းတို့ရဲ့ဘဝတစ်ခုမပြီးဆုံးခင်မှာတို့ကြင်ညာအားထုတ်ခဲ့တဲ့များပညာရည်တွေအားလုံးတို့ကတစ်လုံးတစ်လုံးနဲ့မှ save လုပ်ခဲ့ပါတယ်အဲ့ဒီ save လုပ်ခဲ့တဲ့ဟာကိုတို့ကနောက်ဘဝနောက်ခံတာရောက်တဲ့အခါမှာဒီတက်လုံးကိုတို့ကပြင်ပြီးတော့ရှာတယ်ဒီပညာရည်တွေနဲ့တို့ကပြင်ပြီးတော့ပေါင်းဆက်ကြပါတယ်ပြီးတော့တို့ကနောက်ထပ်ခြေလှမ်းတွေကိုဆက်ပြီးလမ်းကြပါတယ် ဲ့လိုမျိုးလမ်းနိုင်မှုတက်ကိုဒီတက်လုံးတွေကိုတို့ကဖြတ်ထားဖို့လိုအပ်လာပါတယ်ကျွန်တော်တို့လူတွေလို့တော့မိကန်တက်တာနဲ့ထဲထားတာတော့လုံးဆုံးမနေပါဘူးတို့ကကျွန်တော်တို့ထက်ပိုပြီးတော့ဉာဏ်ပညာကြီးမြင့်ပါတယ်အဲ့ဒီခါကျတော့တို့ကဖျားဆင်းလို့တော့ပုံစံမျိုးလေးတွေလောက်ကြတယ်ဖျားအဖြစ်လည်းမထားခြင်းဖျားကိုစော်ကားတယ်လို့လည်းဖြစ်မှာဆိုတော့ဝိသမလောဘသားတွေရဲ့အန္တရာယ်ကိုလည်းတို့ကစိုးရိမ်နေအဲ့တော့လူတော်တော်များများအန္တရာယ်မပြုတ်ရဲကြတဲ့ဗုဒ္ဓဆင်းလို့တော့ပုံစံရုပ်ထုတွေကိုတို့ကပဓာနဲ့ပြုတ်လုပ်ခဲ့ကြတယ်အဲ့ဒီအဲထဲမှာမှာတို့ပညာရေးတွေပြည့်နေတဲ့ဓာတ်လုံးတွေကိုထည့်ထားခဲ့ကြပါတယ်အဲ့ဒါကြောင့်လည်း လှုပ်ကြည့်ဂလုတ်ဂလုတ်ဆိုတဲ့ညာတင်ကုန်ဖြစ်လာတာဖြစ်ပါတယ်။ဘာလို့ဆိုအထဲမှာထက်လုံးပါတယ်။ကျွန်တော်ရှေ့မှာပြောခဲ့သလိုပေါ့ဒီအရုပ်တွေကို၃ချိန်၃ခါတိအရေချိုသည့်တိုင်အောင်ဒီအရုပ်တွေတိုင်းပဲပြန်ပြီးတော့ ပေါ်တတ်ပါတယ်။ဒါကလည်းရှေးစရာတွေကတို့အစီအမံလေးနဲ့အများကြီးစီရင်ခဲ့တာပါ။ဒီဗရားနဲ့ဒီရုပ်ကိုပြုတ်လောက်တာကိုကြည့်ချင်းအဖြစ်လဲတို့ရေရှည်ခံအောင်လို့တခါတည်းကြိုးပြီးစဉ်းစားတာဖြစ်ပါတယ်။အခုကျွန်တော်တို့ live မှာတွေ့တွေ့နေရတဲ့ညာတင်ကုတ်တွေလိုမျိုးလက်ကဖြောင်းမြန်ဖြစ်နေတာတို့လက်နောက်ရောက်နေတာတို့ဘေးရောက်နေတာတို့ဖျားဆင်းမှုတော်တွေရဲ့တဒံဟန်ပန်းနဲ့မတူညီတဲ့လက်မျိုးတွေတွေ့ရဆိုအဲ့ဒီဟာညာတင်ကုတ်မဟုတ်ပါဘူးဗျ။ကျွန်တော်ရှေ့ကပြောခဲ့သလိုဖျားရည်တွေကအကျုံးဝင်ပါလိမ့်မယ်။ maybe အစီအရင်ဖျားရည်ဖြစ်ဖို့များပါတယ်။တကယ်ညာတင်ကုတ်အစ်စ်တာဆိုလို့ရှင်တော့သူ့ရဲ့လက်အချိုးအစားလက်အနေထားဖခင်ရဲ့ဟန်မန်တရံတိုင်းဖြစ်ပါတယ်ဗျ။ ရှိမှလေးခွက်အင်းတွေလက်ဖွေတွေပါမှညာတင်ကုတ်လို့ကျွန်တော်ပြောခဲ့သလိုပဲအင်းတွေလက်ဖွေတွေမပါတဲ့ညာတင်ကုတ်တွေလည်းရှိပါတယ်ကျွန်တော်တော့စဉ်းစားမိသေးတယ်ညာတင်ကုတ်မှာဘာလို့လက်ဖွေနှိပ်ထားခဲ့ရလဲဒါပြုတ်လုတဲ့လူကသူ့ရဲ့လက်ဖွေကိုထားခဲ့တာလားဒါမှမဟုတ်ကျွန်တော်တို့ဖုန်းစကရင်တွေကိုဒီလိုလောနဲ့ဖွင့်သလိုမျိုးလက်ဖွေများထားခဲ့တာလားအဲ့လောက်ကြီးကျွန်တော်တွေးမိပါတယ်အဓိကတော့ညာတင်ကုတ်ရဲ့အပြင်းမှန်းအသွင်တွေကအရေးမကြီးလာပါဘူးအထက်ကဓာတ်လုံးကသာအနစ်ဖြစ်ပါတယ်အဲ့ဒါကြောင့်လေသူကတိတူဖော်စာမတိတူကြော်စာဆိုပြီးတော့တပောင်ထွက်ခဲ့တာဖြစ်ပါတယ် ဒီကံမြာပစ္စည်းဖြစ်တဲ့ညာတင်ကုတ်တွေကကျွန်တော်လက်ထဲမှာယခုလိုမြင်တွေ့နေရတယ်ဆိုတာကလေဒီညာတင်ကုတ်တွေကိုကနအူးစီရင်ခဲ့ကြတဲ့ပုံကိုယ်တွေဖန်တီးခဲ့တဲ့ပုံကိုယ်တွေညာတင်ကုတ်တွေမှာရှိတဲ့ဓလုံးတွေနဲ့ပတ်သက်ဆက်နွယ်ခဲ့တဲ့ပုံကိုယ်တွေကအခြားခြားသောဘုံတစ်ခုကိုရောက်သွားပြီးတော့လူဘုံလူဘွားကိုပြန်ပြီးတော့ဖြစ်မလာတာမျိုးချောင်းကိုကျွန်တော်တို့သုံးသပ်လို့ရပါတယ်တကယ်လို့သူတို့သာလူဘုံလူဘွားကိုပြန်ရောက်လာခဲ့တဲ့ဆိုလို့ရှိရင်ကျွန်တော်မျက်စိရှိမှဒီညာတင်ကုတ်အယုတ်တွေကမြင်နေရစရာအကြောင်းမရှိတော့ပါဘူးအဲဒါကြောင့်လည်းညာတင်ကုတ်ဆိုတာရှားဖတ်ပစ္စည်းတွေမှာပါနေရဖြစ်ပါတယ်ကျွန်တော်ပြောခဲ့ပါတယ်မြန်မာတိုင်းနိုင်ငံလုံးမှာတော့တကယ်အထူးကြနှစ်ခုလောက်ပဲရှိတယ်လို့ပြောပါတယ် ဝိဇာလန်းကြောင်းပါပဲရုပ်ပြောင်းနှံခွာဆိုတာလည်းရှိပါတယ်တချို့ကလည်းအရှင်တို့ကတချို့ကလည်းအသေးထွက်လို့လည်းပြောကြတယ်အဲ့လိုပဲပေါ့နော်ကျွန်တော်ဒီရုပ်ဒီခန္ဓာကိုခြုံငိမ့်လိုက်ပြီးတော့နောက်ရုပ်နောက်ခန္ဓာနဲ့ဒီပစ္စည်းတွေဒီဓာတ်ပစ္စည်းတွေနောက်ကိုပြန်ပြီးတော့လိုက်ရှာတဲ့ပုံစံတွေလည်းရှိတယ်အဲ့ဒါကြောင့်လည်းညာတင်ကုတ်တွေကသူတို့ပန်ရှင်စီပြန်ရောက်သွားကြတာများတဲ့အခါကျတော့ပန်ရှင်မဲ့နေတဲ့ညာတင်ကုတ်တွေကအနည်းငယ်ပဲရှိတာဖြစ်ပါတယ် မြို့တော်ပင်ဆိုစေကမူဒီညာတေကုတ်တရားဝိဇာလမ်းကြောင်းရှောက်နေတဲ့လူတယောက်ရဲ့လက်ထဲမှာများရောက်သွားမယ်ဆိုလို့ရှိရင်တော့အရန်ကိုအတုံးဝင်တဲ့ပစ္စည်းဖြစ်သွားပါလိမ့်မယ်။အဲလိုမှမဟုတ်ဘဲနဲ့ဝိသမလောဘသားတွေလက်ထဲရောက်သွားမယ်ဆိုလို့ရှိရင်လေသူကမကောင်းတဲ့ဘက်မှာတပတ်ကန်းကကိုဖြစ်သွားနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်သွားနိုင်ပါတယ်။အထက်ဝိဇာကြီးရဲ့အလိုကြပါတော့။အထက်ဝိဇာကြီးတွေဆိုတာကလည်း သာသနာပြုလမ်းကြောင်းတွေလျှောက်တယ်ကျင့်စဉ်တွေနောက်ကိုပဲသွားခဲ့ကြတာပါအဲဒါကြောင့်လည်းဒီပုပ်ဖို့တွေကဒီလိုခံပြရဆန်တဲ့ပစ္စည်းတွေကိုသာသနာပြုမဲ့လူတွေလက်ထဲကိုပဲခြံထားတတ်ကြတာများပါတယ်ဒါမှသာလေဒီရုပ်တွေရဲ့အစွမ်းနေနေပဲသာသနာပြုတဲ့လမ်းကြောင်းဖြောင်ဖြောင်ကြီးလျှောက်နေမှာဖြစ်ပါတယ်ဘုရားမဟုတ်ညာတင်ဟုတ်ဆိုတာဒါပဲဗျဘုရားလို့ထင်ရဘုရားမဟုတ်ဟုတ်ကျင်လဲဆိုအတန်ကြီးပဲဟုတ်တယ်နောက်တစ်ခါတော့လက်ရအောင်ရအောင်ဆိုဟုတ်ခေါက်ခေါက် တပတ်တပတ်တော့လဲပြပြီပေါ်အောင်ပြင်လိုက်အတန်း ကျွန်တော်ဒါဒီအယုတ်ကိုရခဲ့မယ်ဒီယုတ်ခေတ်ကတလုံးကိုဒါကျွန်တော်ပိုင်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာတွေလုပ်မိနေမလဲပြီးပါဘူးဆိုတော့ကျွန်တော်တကယ်ပဲသာသနာ့ပြုလမ်းကြောင်းကိုရှောက်မိနေပါလားလူဒီမဟုတ်ရင်ကျွန်တော်လူတိုင်းတပြီးရနေတဲ့ခါကျတော့လောဘစိတ်နောက်ကူများကျွန်တော်ပါသွားမိမလားကိုကိုကိုလည်းမသိပါဘူး ျွန်တော်မိတ်ဆွေတွေရောဒီအယုတ်လေးကိုရခဲ့မယ်ဒီအထက်ကလူတားရမယ့်ဓလုံးလေးကိုများပိုင်ဆိုင်ခဲ့မယ်လမ်းကြောင်းတစ်ခုကိုရောက်ပြီးသားဓလုံးကိုပိုင်ဆိုင်ခဲ့မယ်ဆိုကျွန်တော်မိတ်ဆွေတွေဘာတွေဆက်လုပ်ဖြစ်မှာကျွန်တော်သိချင်ပါလိမ့်မယ်ကွန်မန့်လေးတွေမှာရေးပေးခဲ့ပါဦးနော်ကျွန်တော်တို့ခုလိုရှာဖွေပြီးတင်ဆက်ပေးတဲ့အကြောင်းအရာလေးတို့ကျွန်တော်မိတ်ဆွေတွေသဘောကျတယ်နှစ်ချိုက်ရဲ့ဆိုလို့ချင်းကျွန်တော်ဗီဒီယိုလေးကိုแชร์ပြီးတော့အားပေးကြပါကျွန်တော်တို့ like share comment လေးတွေနဲ့ပေးပြီးတော့အားပေးကြပါကျွန်တော် channel လေးကို subscribe လုပ်ပေးပါကျွန်တော်တို့ Facebook page လေးကို Cfast လေးလုပ်ပေးပါနောက်ထပ်နောက်ထပ်ကျွန်တော်တို့ဘလို့အကြောင်းအရာလေးတွေတင်ဆက်ပေးစေချင်တယ်ဆိုတာလေးကိုလည်းကွန်မန့်လေးတွေမှာစာလေးတွေချမ်းပေးခဲ့ပါဦးဗျာနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ဆုံကြပါမယ်ဗျာကျေးဇူးတင်ပါတယ်